တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့14ရက်နေ့အတွင်းမှာစာရွက်စာတမ်းငွေကြေးလက်ပြောင်းလက်တွဲတည်ထားရမယ်တပားသူကိစ္စဂျောင်းဝင်တာဝန်ယူခြင်းအာမခံခြင်းမလုပ်ရအောင်သူများပြဿနာကိုပြဿနာဖြစ်တတ်တဲ့စေတနာဝေဒနာဖြစ်တတ်တဲ့စကားမရတဲ့မလိုအပ်ဖဲများစွာပြောသောစကားတို့ကိုလျှော့ရမယ် ။နောက်လူမရင်းကိစ္စတွေမှာတားသမျှတောင်းယူခြင်းကိုလည်းရှောင်ကျဉ်ရမယ်။မနာလိုရန်တိုက်ခိုက်နေကြတဲ့ပြသန်းရမယ်။အခက်အခဲတွေကိုပြေလည်အောင်ဖြေရှင်းပြီးတော့ထူးခြားသောကံပြောင်းလဲတွေကိုဖဏိနိုင်တဲ့အနေအထားကိုဆောင်ရွက်နိုင်တယ်။ရှေးရနေမှာတော့အရာရာအတိုက်ခံရှိမယ်။အခက်အခဲနဲ့ကြုံတွေ့မယ်။ကိုယ့်ရနေမှာစိတ်ချမ်းသာမယ်အလိုပြည့်စုံမယ်ရှင်မကျအောင်မြင်မယ်။ ်ဆယ်ရက်နေ့မှာခီးကံကောင်းမယ်လိုရာပြည့်စုံမယ်ဆယ်တရက်နေ့ကမြင့်မြတ်သောနေ့တစ်ခုဖြစ်တယ်အဲ့ဒီနေ့မှာဘာသာရေးဆိုင်ရာကိစ္စတွေလုပ်ရင်လည်းကောင်းတယ်ဝေကြီးကိစ္စတွေလည်းအဆင်ပြေမှုရှိမယ်ဆယ်နှစ်ရက်နေ့မှာမနာလိုသူများမယ်မူလစီစဉ်ထားနေတဲ့အတွဲတွဲချုံချုံဖြစ်မယ်ပြီးမှအဆင်ပြေမှုကိုရရှိမယ်ဆယ်သုံးရက်နေ့မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှဟာထူးခြားစွာနာဂတ်ကောင်းခြင်းချိုးပေးခြင်းနဲ့တိုးတက်ခြင်းတို့ကိုရရှိစေနိုင်မယ် ဇလင်းရဲ့နေ့မှာရံပတိပက္ခတွေကြားတဲ့ကတိုးတက်ခြင်းအောင်မြင်ခြင်းတွေကိုရနိုင်တယ်။ဒါပေမဲ့အဲ့ဒီနေ့မှာအရှိရကိုတည်သွားစေအနည်းဖြစ်တတ်တာတော့ပြုဆိုင်ရမယ်။အခြေခံအဖြစ်မနဲ့ခရနိုင်ခွဲနဲ့ကိုးနိုင်ကြမှာသွာလာနေထိုင်ဆင်ခြင်ပြီးရတော့ဒီနေ့တာအရာရာအစဉ်ပြေသော နေထားတွေဘက်ကိုဥတီတာတွေ့ရပါတယ်။ဇာသပတိနေ့ဗုဒ္ဓနေ့ဒီနေ့လာနေမွေးသူတွေကိုကိုကောင်းချိုးပေးလိမ့်မယ်။ တနင်္ဂနွေနေ့ကနေ့ပွဲသူများကြောင့်စိတ်နှောင့်ယှက်တည်ဖြစ်တတ်ပါတယ်၁၅ချောက်ကန်းတွေအကျိုးပေးပါတယ်အဝါရောင်လိမ္မာရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စလေးတွေကိုဆောင်ရွက်ပါမေလ၁၇ရက်နေ့ခင်းနေ့ကကစုံလာပြည်နေ့ညောင်ရီသုံးပွဲနေ့ဖြစ်တဲ့အတွက်ညောင်ရီသုံးခြင်းကုသိုလ်ကောင်းမှုပြုပါအခြားအခြားသောကုသိုလ်ကောင်းမှုတွေကိုလည်းဆောင်ရွက်ပြီးတော့တို့ရဆူတောင်းရင်ဆူတောင်းပြပါလိမ့်မယ် ကျေးဇူးတင်ပါတယ်တနင်္လာနေ့ မွေးသူ အားလုံးမင်္ဂလာပါ2025ခုနှစ်မေလ6ရက်ကနေ14ရက်နေ့အတော်တွင်မှာမိကောင်းဆွေကောင်းထောက်ကူရမယ်ရှင်မန်းချက်တည်တည် လက်တွေ့ကောင်ထဲပြောပြီးအောင်မြင်လိမ့်မယ်မြေတားရေးစမ်းပွင့်မယ် အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရသေးမယ်။အမျိုးသမီးမိတ်ဆွေကြီးကဲဒူးထံကနေကောင်းသောအချိုးအခွင့်အလမ်းကောင်းကိုရရှိခြင်းနဲ့အစဉ်ပြေခြင်းကံကြမ္မာကိုကျောင်းမယ်။အခက်အခဲတွေကိုပြေလျောက်ဖြေရှင်းနိုင်လိမ့်မယ်။ကျမ်းမာရေးအနေငယ်ခြူကြမယ်အနေရောမရှိဘူး။သွားနာသွားကြိုက်ဖြစ်မယ်။နောက်ခီးကိစ္စသွားနာမှုကိစ္စတွေမှာလည်းအစဉ်ပြေမှုအောင်မြင်မှုတွေနဲ့ကံမြမမှုတွေတွေကတော့တစင်ပြီးတစင်ဖြစ်ထွန်းသွားမယ်။ ရှင်ရနေရတော့ကိုအတွက်အရာရာရှင်ပြေတော့ကကြမှာလွမ်းမှုတယ်။အဲကိုရနေမှာခီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်အောင်မြင်မယ်။ဆယ်ရနေမှာငွေဆုလဲဝင်မယ်၊လက်ပွင့်မယ်၊စီပွားခန့်၊လုပ်ငန်းခန့်တို့တဲ့မယ်။ဆက်တရနေရတော့ကစုံလာပြင်းနေဖြစ်နေတော့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေလုပ်ရင်ရှင်ပြေတယ်။ကိုရကန်ချမာမာတဲ့အိမ်ဒီမှာထူးခြားတဲ့ပြောင်းလဲတွေရှိနေတယ်။စနေရနေ့မှာ အလုံးစုံကံကောင်းခြင်းနဲ့တိုးတက်ခြင်းကံတွေရှိတယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့သို့လောက်တာတွေချိုးပြေးတယ်။ဆက်သောရက်နေ့မှာယံပတိဘက်ကတွေနဲ့ထိတဲ့ရင်ဆိုင်ပြီး အလိုဆန္ဒပြည့်စုံမှုနဲ့အောင်မြင်မှုကိုရရှိနိုင်တယ်။ဆက်လေးရက်နေ့မှာ အသွာလာနေထိုင်ကြည့်ဆက်ရမယ်မတော်တဆထိခဲ့မှန်နေလေးတွေဖြစ်တတ်တယ်။မနေ့ခုနှစ်နိုင်ခွဲနဲ့ ကိုနိုင်ကြမှာသွာလာကြူဆက်ရမယ်အရှိရကိုတည်သွားစဉ်အနည်းဖြစ်တတ်တာလေးတွေကိုကြူဆက်ရမှာဖြစ်ပါတယ်တပတ်တာကာလအတော်တွင်မှာတနင်္လာနေ့သောကြနေငါနေ့မွေးသူတွေကောက်ကျုပ်ပေးပြီးတော့ဇာသပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နံပါတ်36ကိုကနန်းနေအကျိုးပေးတယ်အပြာရောင်ပန်းရောင်ညီရောင်တို့ကိုသုံးပြီးတော့အလိုရှိရကိစ္စဆောင်ရွက်ပါ ဒီကန္နအတွင်ကဆုံလာပြည့်နေ့မှာမျောင်ရည်သွန်းခြင်းနှင့်တကွအခြားသောကုသိုလ်ကောင်းမှုတွေကိုလုပ်ပြီးအလိုရှိရာဆန္ဒပြုပါထူးခြားစွာ ကောင်းခြင်းကံတွေရလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ယေဂာနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ ရှစ်ရက်နေရနေ14ရက်နေအတွင်းကာလမှာရှင်ပြန်မှုမှသမျှအောင်မြင်ပေထူးခြားတဲ့ကံကောင်းခြင်းတိုးတက်ခြင်းနဲ့ရှင်မန်းကျဲအောင်မြင်ခြင်းတွေကိုချုံတွေ့ရမယ်။ကိုယ်ပိုင်ဆုံးဖြတ်ခြင်းနဲ့လောကန်ခြင်းရဲ့နှစ်သာရကိုရမယ်။ဝေကြီးကံလောကန်ကံစီးပွားကံဘဝကံသုံးစုံရဲ့ကောင်းသောတက်လန်းပေါ်ခြင်းအလိုရှိရာပြည့်စုံခြင်းနဲ့ဘဝအောင်မြင်ခြင်းတွေကိုအထင်ရှားရရှိမယ်။ရှစ်ရက်နေ့မှာအလုတ်ကိစ္စတွေဆောင်ရွက်သမျှအောင်မြင်မယ်။ငွေတော့အဖတ်မတင်ဘူး။ ကိုယ့်ရဲ့နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောရမယ်ရန်များမယ်တိုက်ခံများမယ်ဆယ်ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြတ်ခြင်းရှိမယ်ဆက်တရက်နေ့အရာရာစီပြေသောကံကြမ္မာရှိမယ်အဲ့ဒီမှာလာပြည့်နေ့ကစုံလာပြည့်နေ့ဖြစ်တဲ့မြင့်မြတ်တဲ့နေ့ဖြစ်ကြရလို့ဆိုအကောင်းသောကိစ္စတွေဆောင်ရွက်၍မွန်မြတ်သောအကြောင်းအရာရဲ့အနစ်သာရရမယ်လူဒါနာပြုပါကုသိုလ်ကောင်းမှုပြုပါဆယ်နှစ်ရက်နေ့မှာတော့အလုံးစုံကောင်းသောနေထိုင်တဲ့ကံမြတ်လာမယ် ်တပိုင်ခွေနေလဲဝဲပြန်ရမယ်73ရက်နေမှာရန်တိုက်ခံနေရှင်ပြီးလောကဘဝတန်လန်းကိုဖန်တီးရမယ်74ရက်နေမှာတော့အသွမ်းလန်နေထိုင်ကြူးဆက်ရမယ်မတော်တဆထိခိုက်မှုကနေကို အထူးပြုကြူးဆက်ရမယ်အရှိရကုန်တည်သွားစရာနေဖြစ်တတ်တယ်မနေ့ခုနိုင်ခွေနဲ့၉နိုင်တွင်သွားလာနေထိုင်သတိထားရပါလိမ့်မယ်ဒီကလာအတော်တွင်မှာတင်းလာနေသောကြနေ့ စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်တလေးကိုကနံကျိုးပေးတယ်အညိုရောင်ပြာရောင်နုနေရောင်တို့ကိုဝစ်စင်သောဆွဲပြီးလူရှိရာကိစ္စဆောင်ရနိုင်ပါတယ်အနီရောင်နှင်းစီဖွဲ့ဖျားကတ်လူပူဇော်ပြီးလူရဆူတောင်းမှာဆူတောင်းပြေပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ 14ရက်နေ့တော်တွင်မှာရန်တိုက်ခတ်နေတဲ့ထိတိုက်တွေ့မယ်စီစဉ်တာတမျိုးလက်တွေတမျိုးကြုံမယ်ဥတီချက်လမ်းကြောင်းတွေမှာအတားဆီးအပိဆိုးနောက်ဆက်တွေနဲ့ကြုံမယ်စိတ်ရှိသီးခံပြီးဖြတ်သားရမယ်ရန်ပတိဘက်ကနေလည်းအမြဲကြုံတတ်တယ်စက်ပစ္စည်းလက်စက်ပစ္စည်းဒီချိန်မှဝယ်နဲ့အဝယ်မှားတတ်တယ်ဒီချိန်မှာငွေကြေးများစွာရင်းနှီးမြှုပ်နှံမှုကိုလည်းမပြုတ်နဲ့စိတ်နှောင့်ရှက်တွေရှိတတ်တယ် ရှေ့ရနေ့ကရန်ပတိဘက်ကနေရင်ဆိုင်ပြီးမှလို့ရှိရပြေဆုံးမယ်ကိုရနေ့ကအရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်နိုင်တယ်ဆယ်ရနေ့မှာခီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်ဆောင်ရွက်အောင်မြင်မယ်ဆက်တရနေ့မှာငွေရေးကြေးကံကောင်းမယ်လက်ပွင့်မယ်လိုရာပြေဆုံးမယ်အဲ့ဒီကလာပြင်းနေကစုံလာပြင်းနေဖြစ်တဲ့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေဆောင်ရွက်လဲဆင်းပြေးမယ်ဆယ်နေ့ရနေ့မှာရှင်ပြန်မှုမှသမယောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကံရဲ့အနှစ်သာရကိုကြုံမယ်ဆက်သုံးရနေ့မှာပတိဘက်ကနေကြားရဖြတ်သန်းရမယ် 14ရက်နေ့မှာမတော်စနဲ့ဂူးဆိုင်ရမယ်ရန်တိုက်ခနေနဲ့လဲထိတိုက်တွေ့တတ်တယ်ရှေ့ရကူတီသွားစရာနေဖြစ်တတ်တယ်မနဲ့9နိုင်ခွဲနဲ့9နိုင်တွေ့သွားလာနေတိုင်းအထူးပြုဂူးဆိုင်ရပါလိမ့်မယ်ကြာသာပတိနေ့သောကြာနေ့စနေနေ့မွေးစုတွေကောင်းကျိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးစုတွေဒုက္ခပေးတတ်တယ်9 6လေးကနန်းနေချိုးပေးတယ်အနီရောင်ချက်သွင်းရောင်ပန်းရောင်တို့ကိုတောင်းပြီးလိုရှိရကိစ္စများဆောင်ရွက်ပါ အရင်ဤနိဗ္ဗာန်မှာရှိတဲ့ဘုန်းတော်ကြီးကျောင်းမှာစံလူဒါနပြုပါကျေးဇူးတင်ပါတယ်ဇာသပတိနေမွေးသွားလုံးမင်္ဂလာပါ2025မေလ6ရက်ကနေ14ရက်နေ့အတွင်းမှာအပြောင်းလဲတွေရှိတယ်ကြီးမားချက်သစ်တွေအောင်မြင်မယ်ဝေးကြီးကိစ္စလုပ်ငန်းကိစ္စပြောဆိုဆင်ပြေမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ် အကြီးကဲကျမ်းမာရေးခြူကြမယ်။နေရာပြောင်းရွှေ့ရှိတယ်။လမ်းသစ်ထွေပြီးလောက်ကင်တာကြိုးပေးမယ်။ပေါ်ပေါက်လာတဲ့ခွေရည်တွေအခုအတွက်ကောင်းသောခွေရည်တွေဖြစ်တယ်။ရှေ့ရနေရာတော့ကောင်းသောကံနဲ့တိုးတက်ခြင်းတွေလွှမ်းမိုးတယ်။ကိုယ့်ရဲ့နေ့မှာရန်အားလုံးကိုကြော်ပြီးအဆင်ပြေမယ်။ငွေကြီးလက်လာပါရေးရကောင်းမယ်။ဆယ်ရနေ့မှာရန်များမယ်မနာလိုသူပေါ်မယ်။အရာရာတိုက်ခတ်များမယ်။ စတဲ့အနေကတော့ထူးခြားသောခံဖွင့်ခြင်းလိုရာပြည့်စုံခြင်းရှိတယ်။အဲ့ဒီကကဆုံလာပြည့်နေတဲ့တိုက်ဆိုင်ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကုသိုလ်ကောင်းမှုများဆောင်ရွက်ပါစတဲ့အနေမှာရပိုင်ခွင့်တွေပြန်လဲတောင်းဆိုနိုင်တယ်အခက်အခဲတွေဖြေရှင်းနိုင်တယ်ဆက်သောရည်နေမှာငွေရေးကြေးခံကောင်းမယ်လက်ဖွင့်မယ်အတူပြည့်စုံမယ်ဆက်လျက်နေမှာရှင်ပြန်မှုမှသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်မှုရှိမယ်မတော်တဆထိခိုက်မှန်တွေကိုတော့ ယူဆိုင်ရမယ်။အသွာလာနေတိုင်းယူဆိုင်ရမယ်။အရှိရကိုတည်သွားစရာနေဖြစ်တတ်တယ်။မနေ့ခုနှစ်နိုင်ခွဲနဲ့၉နိုင်တွင်အသွာလာနေတိုင်းယူဆိုင်ရမှာဖြစ်ပါလေ။ကြာသာပရင်းနေဗုဒ္ဓနဲ့စနေနေ့မွေးသူတွေကောင်းချိုးပေးတယ်။တနေ့ကတွင်တင်းနယ်လာမွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနံကိုနဲ့အချိုးပေးတယ်။အစိမ်းရောင်ပြရောင်မိခိုးရောင်တို့ကိုဝှက်ပြီးလောရကိစ္စများရှေးတိုးဆောင်ရွက်ရဲ့ အစဉ်ပြေမှုကိုကြုံနိုင်ပါတယ်ဒီကာလအတွင်းအနီးပါးမှာရှိတဲ့ဘုန်းကြီးเจ้าမှာစံလူဒါနပြုပါကျေးဇူးတင်ပါတယ်တောက်ချာနေမွေးသူအားလုံးမင်္ဂလာပါ2025မေလ8ရက်ကနေ14ရက်နေ့အတော်တွေမှာရံများမယ်တိုက်ခတ်များမယ်မူလရည်မှန်းထားတာဒီဆောင်ရွက်တဲ့အခါမှာ အတိုက်ခံနေတဲ့ကြုံပဲစိတ်ပင်ပန်းလူပင်ပန်းဖြစ်တာရဲ့လည်းကြုံပဲကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရှေးတိုးလောက်ကန်ခြင်းနေရဲ့ကောင်းသောကျိုးဆက်ကိုရမယ်အတိုက်ခံနေတော့ရှင်ပြီးလောက်ရမယ်မူလငကိုစီမံပြီးလုပ်တဲ့လူမှန်သမျှကုန်လုံးအလွယ်လွယ်ချော်ချော်ဖြစ်ပြီးတော့စီမံကိန်းမဟုတ်ဘဲနဲ့ပေါ်ပေါ်လာတဲ့ချိန်တွေကိုလက်တွေ့သုံးသပ်တဲ့လူတွေအတွက်တော့ဒီချိန်ကောင်းတယ်ပြန်လည်ဆောင်ရွက်ရတာတွေရှိတယ်လောက်ရတဲ့ကိစ္စတွေလည်းစဉ်းပြေသွားနိုင်မယ် ။လမ်းကြောင်းသစ်တွေကိုလှုပ်ချင်းတဲ့လမ်းကြောင်းဟောင်းတွေကိုပြန်လဲသုံးသက်ဒုက္ခရတဲ့အနေအထားကိုရောက်ရှိနေတယ်။ရှင်းရနေမှာတော့အထက်ခံသိပြတာပဲ။မှန်တဲ့လက်တွေကွာမယ်။ကိုယ့်ရနေမှာရေးပါတဲ့ပြောင်းလဲတဲ့တွတ်တက်မှုရရှိမယ်။ဆယ်ရနေမှာရပိုင်권တွေလဲဝဲပြန်ရခြင်းတွတ်တက်ခြင်းတွေချုံးမယ်။ဆက်တရနေ့အရာရာကောင်းသောနေထားနဲ့တွတ်တက်တဲ့ကံတွေပေါ်မယ်။ဆက်နေ့ရနေ့ရပိုင်권တွေလဲဝဲပြန်ရခြင်း အတိုက်ခံကြမှာတိုးတက်ခြင်းရှိမယ်၁၃ရက်နေမှာရံများမယ်တိုက်ခံများမယ်စိတ်ပပန်းဒုပပန်းဖြစ်မယ်၁၄ရက်နေမှာမိကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့ဘဝတိုးတက်ခြင်းရှိမယ်သို့တော့မတော်တဆအနေကိုဂရုစိုက်ရမယ်အရှိရကုန်တည်သွားစေအနေရှိတတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ခိုးနိုင်တွင်သွားလာဂရုစိုက်ရမှာပေါ့ကြာသာပတိနေ့သောကြံနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်ရင်္ဂဘုထုမွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်မယ် 369ကနန်းနေကျိုးပေးတယ်အပြာရောင်ပန်းရောင်ညီရောင်တို့ကိုတောင်းပြီးလိုရာကိစ္စဆောင်ရွက်၍ထူးခြားသောကျိုးဆက်ရရှိမယ်စတရနေ့ကစုံလာပြည့်နေ့မှာအလူဒါနာပြုပါ ကုသိုလ်ကောင်းမှုပြုပါထူးခြားတဲ့အနာဂတ်ကိုရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ရက်နေ့ 14ရက်နေ့အတော်အတွင်းမှာလုံသမျှရည်ရွယ်သမျှအောင်မြင်မယ်ဒီအချိန်ဒီကာလကိုအတွက်ကောင်းတဲ့ကာလဖြစ်တယ်စိုးတဲ့ကိစ္စကြုံရင်လည်းရဲတင်းတင်းရင်ဆိုင်ပြီးဖြေရှင်းမှာအားလုံးအဆင်ပြေသွားရမယ်ဝေးကြီးကိစ္စလုပ်ငန်းကိစ္စစီးပွားရေးကိစ္စတွေမှာကိုယ်မှန်ကန်စွာဆုံးဖြတ်နိုင်ခြင်းလုံသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းရဲ့အနှစ်သာရတွေပေါ်လွင်နေတဲ့ရည်ရည်ချက်စစ်တွေကိုလုံးလို့ရတယ်အလုံးမရှိအလုံးရကိုရနိုင်တယ်အလုံးရှာနိုင်တယ် ဝေကျိဒီချင်းမြုပ်နှံရင်သေချာပေါက်အကျိုးမြတ်ရရှိမယ်။ရှင်းရနေရအရာရာကံကောင်းတဲ့နေ့ကိုယ့်ရဲ့နေ့မှာရှင်ပြိုင်မှုမမြောင်မြင်ခြင်းပြီးဘဝတိုးတက်တဲ့ကံကြမ္မာကိုရမယ်။ဆယ်ရက်နေ့မှာတော့ရရာထိမ့်သိမ့်ပြီးလောက်အလွယ်တကူရတာမရှိဘူး။ဆက်တရက်နေ့မှာပေါ်လာတဲ့ခွင့်ရည်တွေလက်တွေသုံးချအဲ့ဒီကလပြည့်တဲ့နေ့ကစုံလပြည့်နေ့ကုသိုလ်ကောင်းမှုပါလုပ်လိုက်ထူးခြားစွာကောင်းပါနေမယ်။ဆယ်တရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုလှုပ်ရှားရှိတာရှေ့တိုးလို့ဆက်သုံးရက်နေ့မှာရှင်ပြိုင်မှုမမြောင်မြင်မယ်။ အပြန်ဆိုင်တိုက်ခတ်ကြထိုးပေါပြီးလုံးဝနေမယ်ဇလေးရဲ့နေမှာသွာလာနေတဲ့ဂူးဆိုင်ရမယ်မတော်တဆအနေဖြစ်တတ်တယ်အရှိရောက်ကုန်တီသွာဆန်နေဖြစ်တတ်တယ်မနဲ့ခုနိုင်ခွဲနဲ့ကိုးနိုင်တွင်သွာလာနေတဲ့ဂူးဆိုင်လိုက်ရဲ့အတော်တန်ကိုစင်ပြေသွားစရာကြောင်းရှိပါတယ်ဒီကလားအတော်တွင်မှာဂျာသာပရင်းနေဗုဒ္ဓနေအင်္ဂါနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းလားပေါ့ကြမွေးသူများကြောင့်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်တယ်369ကနန်းကျိုးပေးတယ် အပြာရောင်ပန်းရောင်နိုးနေရောင်သုံးပြီးလိုရှိရာကိစ္စဆောင်ရွက်ပါအဖြူရောင်လက်ကင်မွားတထဲကိုအမွှေးနှံသာပြန်ပြီးလူနဲ့ဆောင်ပြီးတော့လိုရာကိစ္စဆောင်ရွက်ပါအားလုံးစင်ပြေပါမယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့မင်းသိန်းကချန်နယ်အားဆိုရင်ဒီဟောတယ်များကိုပူဇော်ပြီးတင်ဆက်ပေးပါ